အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အောက်တိုဘာလ15ရက်အောက်တိုဘာလ15ရက်မှာတော့တရုတ်တရုတ်ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံကိုတော်တော်ချေလေတယ်ကပါကိုလည်းသူချေလေခြင်းတယ်ချေလေခြင်းတဲ့ခါကျတော့ဘာနဲ့ချေလေလဲဆိုလို့ရှိရင်အဲ့ဒီမှာမြေရှားမြန်မာနိုင်ငံကရရှိတဲ့မြေရှားကိုနေပြီးတော့တရုတ်ကတန်းစင်တယ်တန်းစင်ပြီးတော့နိုင်ငံတကာကိုဖြန့်ချိတယ်အခုကတော့သူကတော့အဲ့ဒီဟောက်ကိုချုပ်ကန်ခြင်းတယ်ချုပ်ကန်ခြင်းတဲ့ခါကျတော့ထိတ်တိုက်တွဲမဲ့နိုင်ငံတွေနဲ့ ်ဟောကြီးကျယ်ဖြစ်မဲ့ဒီပြဿနာတစ်ခုကိုနည်းနည်းဟောကြီးဆမ်းမဲ့နိုင်ငံကထုတ်ပြန်လိုက်တဲ့ဟာကိုဒီနေ့သတင်းမှာကျွန်တော်တို့တင်ထားတာတွေ့ရတယ်ဒါကတော့တကယ်သတင်းထုတ်နေတဲ့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့အဲ့ဒီဟာကိုမကြည့်ခင်မှာကျွန်တော်တို့ပထမဆုံးတင်ဆက်ချင်တဲ့အကြောင်းအရာကတော့မန္တလေးတိုင်းမြင်းချမ်းမှာဆိုလို့ရှိရင်အဲ့ဒီရွာကြီးရွာအဲ့ဒီညောင်ပင်ရွာစသဖြင့်ဒီလမ်းပိုင်းမှာဆိုလို့ရှိရင်အဲ့ဒီမှာစကားဆက်နဲ့ပြူစောထီတွေကနေပြီးတော့တိုက်ပွဲတွေဖြစ်တယ်နော်အဲ့ဒီမှာပြူစောထီတွေနဲ့အဲ့ဒီမှာမိရှုနေတဲ့အဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်တဲ့ခါကျတော့စိတ်ချရောက်သေးတယ်နော်အကဲနာမည်ကြီးတဲ့ နော်တီတာယူမော်တီတာယူမော်ဆိုတာတော်တော်နာမည်ကြီးတယ်နော်အဲ့ဒီမိန်းကလေးဘာဖြစ်ဆိုတော့ရှက်ရှက်ပေါ်ပါနာမည်ကြီးတယ်ဆိုတာကလည်းရှက်ရှက်ပေါ်ပါမိန်းကလေးတွေပါတဲ့အခါကျတော့နော်အဲ့ဒါကြောင့်နာမည်ကြီးရပါနော်ဆိုတော့အခုတီတာယူမော်ရဲ့ဒီဖြူစော့တစ်ဖွဲ့တွေကိုကြားဖြတ်ပြီးတော့တိုက်တာ15ရောက်မာကီယာဖြစ်သွားတယ်ဟိုတရနေ့ကလည်းတဝါရဲ့ဒီဖြူတွေကိုဝင်ဖမ်းနေဝင်လုံးနေဟာတွေလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ဒီမှာလည်း7ရက်လောက်မာကီယာဖြစ်သွားတယ်ဆိုတော့ဒီလူတွေကဆိုလို့ချင်းဖြူတွေမှာနာမည်ကြီးတဲ့လူတွေဖြစ်တယ်ဝါတဝါရဲ့ပေါကူတော်ရဲ့တီတာယူမော်ရဲ့နော်ဆိုတော့ ောင်းဆောင်လေးရှိတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မာလာကဒီဇင်ဘာလ20ရက်နေ့မှာသူတို့ကရွက်ောက်ပွဲကိုကျင်းပမယ်ဆိုတော့အဲ့ဒီကျင်းပတဲ့ခါကျတော့မြို့ပေါင်း100နဲ့မြို့ကိုသူတို့ကျင်းပမယ်အားလုံးကျင်းပနိုင်ဘူးဆိုတဲ့ဟာကိုတော့မာလာဝန်ခံသွားတယ်ပထမတစ်ဖြတ်အနေနဲ့100နဲ့မြို့ကိုသူတို့ကျင်းပမယ်ဒုတိယအနေနဲ့သူတို့100ကျင်းပမယ်မြို့နယ်ပေါင်း100ကိုကျင်းပမယ်အဲ့ဒါကအစိုးရတက်ကနေပြီးတော့ဆက်လက်ပြီးတော့သူတို့ကျင်းပမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကတတိယနောက်တတိယကျတော့ဂျန်တဲ့မြို့အားလုံးကိုနေပြီးတော့သူတို့ကျင်းပမယ်ဆိုပြီးတော့သုံးဖြတ်သုံးဖြတ်လုပ်မယ်ဆိုပြီးတော့သူတို့ပြောတယ် ပထမတစ်ဖြာတော့ကျွန်တော်တို့အခုသူလက်ထက်မှာနေပြီးတော့ကျင်းပမယ်တရားနဲ့နှမြုတ်ဒုတိယအဖြစ်အနေနဲ့တရားတော့မြို့နေပေါင်းတရားကိုသူတို့ကျင်းပမယ်တတိယတစ်ခုအနေနဲ့ကတော့ဂျန်တဲ့ဟာတွေအလုံးကျင်းပမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အခုကျင်းပမယ်ဟာကပါတီပေါင်း59ခုနဲ့ပါတီပါတယ်အဲ့ဒီမှာတနိုင်ငံလုံးပြင်မယ်ဟာကတော့ပါတီပေါင်း6ခုပါတယ်နော်6ခုပါတယ်အဲ့ဒီမှာကိုယ်စုလေပေါင်းဟာဆိုလို့ရှိရင်9ထုံကျော်နဲ့တနိုင်ငံလုံးမှာဝင်ပြင်မယ်ဟာတို့ကတော့6ပါတီပေါ့နော်6ပါတီပါတကယ်အားကြီးပါတီ6ပါတီပေါ့နော်ဒီပါတီ6ပါတီနဲ့သူတို့တနိုင်ငံလုံးပြင်မယ် ကိုစုလေပေါင်းက9000ကျော်နဲ့သူတို့ပြန်ဆိုင်မယ်ဆိုတဲ့ဟာကိုဒီနေ့မာလာကထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကမန္တလေးတိုင်းမိထီလာမြို့ပေါ်မှာဆိုလို့ရှိရင်အပတ်စဉ်68မဟုတ်အပတ်စဉ်68ရောက်သွားပြီเนาะသူတို့ကောက်တာဒီဆလို့ခေါ်တဲ့ပြည်သူစိတ်တွေကိုသူတို့ကောက်တာအပတ်စဉ်68ရှိပြီတောင်းနေချီပြီးတော့ရတော့တင်ငနံကတ်သွားပြီဆိုတော့အဲ့ဒီလူအင်အားနဲ့နေပြီးတော့ရှေ့တန်းကို ော်တော်ကိုပို့တာကိုကျွန်တော်တို့တွေ့ရတယ်တော်တော်သေးတာလေးတွေ့ရတယ်အများဖြစ်သေးတာတော့ပတ်စံဆေးလေးပတ်စံဆေးလေးကပတ်စရရဆိုလို့ရှိရင်တော်တော်ကိုသေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဓိကသေးတဲ့နေရာတွေကကချင်နဲ့ရခိုင်ဖြစ်တယ်ဆိုတဲ့ဟာကိုတတိယမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့အခုမိတ်တလာမျိုးပေါ်မှာပတ်စံ6ရက်အတွက်နော်အဲ့ဒီမှာဖမ်းတာနော်ဖမ်းတာလူငယ်ပေါင်း60နဲ့80ယောက်ကိုနော်ဖမ်းယူခေါ်ဆောင်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိတော့မုံရွာမှာမုံရွာမှာလည်းအယောက်ပေါင်း30ကျော်ပါသွားတယ်စုစုပေါင်းအခုမန္တလေးမိတ်တလာမြို့ပေါ်နဲ့အခုမုံရွာ မြို့ပေါ်ကကလေးတုံငယ်ပေါင်းဘလပ်ပါသွားလဲဆိုလို့ရှိရင်တော့60တရားနီးပါလောက်เนาะဖိုင်းစီသွားလဲဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကမွန်ပြင်းနေရေနော်အဲ့ဒီမှာစကားဆနေစိတ်ချောင်းဝင်ပြီးတော့သုံးရက်ဆက်တိုက်သူတို့တိုက်ခိုက်တယ်အဲ့ဒါကရေးမှလို့ပြောလို့ရှိရင်ရေး blue ရေး blue ဖွဲ့ကနေပြီးတော့တိုက်ခိုက်တာအဲ့ဒီမှာပုံတယောက်ပါတယ်ဆင်းရောက်တည်သွားလဲဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကနော်အိန္ဒိယမြန်မာထိုင်းကိုဆက်တွေ့တဲ့လမ်းကိုဖောက်လုပ်တယ်အဲ့ဒါကအဓိကဖောက်လုပ်တဲ့ နိုင်ငံကတော့ကျွန်တော်တို့အိန္ဒိယเนาะအိန္ဒိယကနေပြီးတော့ follow တဲ့ခါကျတော့လာမယ့်နှစ်အနည်းငယ်အတွင်းမှာကျွန်တော်တို့ PC သွားမယ်ဆိုတဲ့ဟာကိုဒီအိန္ဒိယကနေပြီးတော့ပြောဆိုလိုက်တယ်เนาะအဓိပ္ပာယ်ကတော့သူတို့လမ်းတွေ follow တဲ့အိန္ဒိယရဲ့မြန်မာရဲ့ထိုင်းရဲ့အဲ့ဒီဟာကိုအားလုံးလေးပတ်နိုင်ဖို့အတွက်เนาะလမ်းတွေကို pop တယ် နော်ဖောက်တယ်အဒီလာဆိုလို့ရှိရင်လာမယ့်နှစ်အနည်းငယ်ဆိုတော့ဘယ်နှစ်နဲ့လဲမသိဘူးနော်အဒီပြရတော့တနည်းနည်းလောက်ကြာမယ်အဲ့ဒီအချိန်မှာ PC သွားမယ်ဆိုတဲ့ဟာကိုအိန္ဒိယကထုတ်ဖော်လိုက်တဲ့တင်းတစ်ခုကိုတွေ့ရတယ်နောက်တစ်ခုကတရုတ်ရဲ့မြန်မာနိုင်ငံဆိုင်ရာနော်အထူးကိုယ်စားလှယ်ပေါ့နော်ထုတ်ကိုယ်စားလှယ်မြန်မာနိုင်ငံကိုလာတယ်တင်ချူကျွန်းဆိုတဲ့လူကနေပြီးတော့မြန်မာနိုင်ငံကိုလာတယ်အဲ့ဒီလာရချင်းကအတိအကျကြောင့်ရလာပါလဲဆိုလို့ရှိရင်တော့ဒီ NCA ရဲ့စိန်နှစ်ပြစ်စိန်နှစ်ပြစ်မှနေပြီးတော့သူတို့အဲ့လိုမျိုးပွင့်ချင်းပါတယ်နော်ပွင့်ချင်းပါတဲ့ခါကျတော့နော်အဲ့ဒီမှာတရုတ်ကိုယ်စားလှယ်လေးလာရောက် ပြီးတော့တက်တယ်နော်တက်တယ်ဆိုတော့ဒီဖက်ကဘလောက်ပဲကန့်ကွက်ကန့်ကွက်နော်သူတို့ကတော့တက်မှာပဲနော်အာစီယန်ကလည်းတက်တော့မတက်ဘူးဒါပေမဲ့နော်အဲ့လိုမျိုးမတန်ချင်မှသူတို့လာတော့တယ်နော် nation ပြန်လာတော့တယ်ဆိုတော့ Europe ပွင့်နဲ့ပတ်သက်ပြီးတော့လည်းဒီနေ့တည်င်းတို့ထွက်လာတယ်เนาะအစင်ဥက္ကဋ္ဌကနေပြီးတော့เนาะအဲ့ဒီမှာနေချင်းပြန်လာပြီးတော့မင်းကတည်င်းကြားတာက နော်တော်တော်ကိုဒီတင့်ကနော်ဟိုလိုလိုဒီလိုလိုဖြစ်နေတယ်အာဆီယံကထုတ်ပြန်တာနော်ပထမကသူတို့ဒီ BBC ကပြောတာကတော့ဒီအာဆီယံရဲ့နိုင်ငံအလုံးပေါင်းပြီးတော့သူတို့ဆွေးနွေးမယ်ဆွေးနွေးပြီးတော့ကိုယ်စားလှယ်နော်ကိုယ်စားလှယ်ဆိုတာကဒီ UK ဘွေကိုဆောင်ချက်မဲ့ကိုယ်စားလှယ်ကိုလွှတ်မယ်ဆိုပြီးတော့နော်ပြောတယ်အဲဒီမှာသူတို့ပြောတာကတော့ဒီ Five Focus ဆက်လုပ်ခေါ်တဲ့ဒီအာဆီယံမူငါချက်အတိုင်းပဲသူတို့အလုံးပေါင်းပြီးတဲ့ UK ဘွေကိုလုပ်ရမယ်ဆိုတဲ့ဟာကိုသူတို့တိုက်တွန်းသွားတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဟုတ်ဒီရက်နေ့ကလွှတ်မယ်လို့ပြောတယ်မနေ့ကမလွှတ်ဘူးလို့ပြောတယ်ဒီနေ့ကထပ်ပြီးတော့ပြန်ပြီးတော့လွှတ်မယ်သူတို့အလုံးစုပေါင်းပြီးတော့ သူတို့ဆွေးနွေးမယ်ဆွေးနွေးပြီးတော့အဲ့ဒီရုပ်ကောက်ပွဲကိုစောင့်ကြည့်မယ်လို့လွတ်မယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရတယ်အဓိကတော့ကျွန်တော်တို့ဒီတရုတ်เนาะတရုတ်ကဂျိုးကင်နဲ့ ASEAN ဖြစ်နေတယ်เนาะ ASEAN နဲ့ဖြစ်တဲ့ခါကျတော့အဲ့လိုမျိုးတရုတ်ကဖိအားပေးတယ်ဆိုလို့ရှိရင်တော့ ASEAN ကလည်းအဲ့လိုမျိုးလုပ်ရတယ်ဆိုတဲ့သဘောကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ ASEAN မှာတော့မတရုတ်ကခြေလေးနေနေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကကချင်ပြည်နယ်အဲ့ဒီမှာချီဖွေရဲ့ပန်ဝါရဲ့အဲ့ဒီဒေသမှာရှိတဲ့အမေရှာတပ်တုအရင်တော့ကျွန်တော်တို့ကြားရတာကအမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရန့်တော်မှာစိတ်ဝင်စားတယ်ဆိုတဲ့ဟာကိုတော်တော်တင်းတွေထွက်လာသေးတယ် ဆိုတော့အခုကတော့အဲ့ဒီနေ့မြန်မာရှိတဲ့မြေရှားတွေကိုနေပြီးတော့တရုတ်ရဲ့လုံငန်းရှင်တွေကိုရောင်းဖို့ခွင့်ပြုဖို့အတွက် KNA ကနေပြီးတော့စီစဉ်နေတယ်ဆိုတဲ့တဲ့တင်ကိုလည်းကျွန်တော်တို့ဒီနေ့ကြားရတယ်နားကြားရတယ်နောက်တစ်ခုကပါလဲဆိုလို့ချေ AA ရဲ့ပုတ်ချုပ်ထုံးမျက်နှာနောက်ပုတ်ချုပ်ထုံးမျက်နှာဆိုလို့ရှိရင်၄၀နဲ့9နဲ့ပြည်တော့မယ်သူရဲ့မွေးနေ့ကိုနော်ဒီနိုဝင်ဘာလ9ရက်နေ့ နိုဝင်ဘာလ9ရက်နေ့ဟာဆိုလို့ရှိရင်သူ့ရဲ့မွေးနေ့ဖြစ်တဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာသူတို့ကပြားတွေပြိုင်မယ်ပြီးလို့ရှိရင်တော့ဝတ္ထုတွေပြိုင်မယ်ဆိုပြီးလို့ရှိရင်တော့ဆောင်းပါးတွေပြိုင်မယ်အခုကစပြီးတော့လက်ခံနေပြီဖိတ်ခေါ်နေပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြန်တော့နိုဝင်ဘာလ9ရက်နေ့မှာဒီ AA ရဲ့ဘုတ်ချုပ်ထုံးမြင့်နေဟာဆိုလို့ရှိရင်အသက်59နှစ်ပြည့်မယ်သူ့ရဲ့မွေးနေ့အတွက် သူတို့စီစဉ်ထားတယ်เนาะချင်းပါဖို့စီစဉ်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကပေါကရရဲ့နဘူးရဲ့အဲ့ဒီ line back ကိုနေပြီးတော့စကတ်စကတ်ပြန်ပြီးတော့ထိန်းချုပ်လိုက်ပြီးဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အရှာဒီ concrete line တစ်ချောင်းလုံးကိုလည်းသူတို့ထိန်းချုပ်လိုက်ပြီးဒီတော့ကျွန်တော်တို့ကြားတာ concrete မှာအသက်ကုန်เนาะတိုက်ပုတ်တွေဖြစ်တယ်ရက်ပေါင်း900နဲ့300အထိတော့မှထိန်းထားနိုင်တယ်ပါရညာတဲ့အဲ့ဒီမှာเนาะဒေါ်နာစစ်ချောင်းကိုနေပြီးတော့ထိန်းထားတာပေါ့အဲ့ဒါအောင်ဆရာစစ်ချောင်းတွေကိုဆိုတော့နောက်ဆုံးကြတော့တိုက်တဲ့ခါကြတော့เนาะ တော်တော်ကိုမြန်တယ်နော်တော်တော်ကိုမြန်တယ်အခုမြောက်ဒီတို့ကော့ကရိတ်တို့အဲ့ဒီနေရာတွေကိုပိမ့်ပိုက်တာတော်တော်ကိုမြန်တာပဲအတိပြတော့တကယ်ကိုနော်သူတို့လက်လွတ်လိုက်တာကတော်တော်ကိုမြန်ဆန်တာကိုကျွန်တော်တို့တွေ့ရနိုင်မယ်အဲ့ဒီကော့ကရိတ်ကိုတိုက်တယ်တိုက်ပြီးလို့ရှိရင်တော့ဒီဖက်ကဒီသင်္ကန်းညင်တော်ကိုဘလောက်တိုက်ရတယ်လဲဆိုတဲ့ဟာကိုလုံးဝမကြားရဘူးနော်သင်္ကန်းညင်တော်အလိုလိုပါသွားတယ်အဲ့ဒီသင်္ကန်းညင်တော်ပြောတာဆိုလို့ရှိရင်ဆိုတော့ တော်တော်ကိုသူတို့ညှိပြီးတော့လှုပ်ထားတယ်ဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်တို့တွေ့ရနိုင်မယ်အခုဒီ KNY ရဲ့တတင်းတွေကိုပြောရမယ်ဆိုလို့ရှိရင်တော့အာတော်တော်ကိုပြောရမှာစိတ်ပြတ်ဖို့ကောင်းတယ်စိတ်ပြတ်ဖို့ကောင်းတယ်ဘာဖြစ်လို့ဆိုတော့သူတို့ကတော်တော်ကိုလှုပ်ရှားတဲ့ပုံစံမျိုးကတော်တော်ကိုပေါ်နေတာကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့တတင်းတွေရဲ့ပေါ်ပြချက်အရာကိုပဲကျွန်တော်ပြောလာဖြစ်တယ်နော်ကျွန်တော်ရဲ့အာပေါ်မဟုတ်ဘူးဆိုတော့အရင်တုန်းကကျွန်တော်တို့ခဏခဏကျွန်တော်ပြောပါတယ်နော်မြောက်ဝတီကိုတင်လို့ရတယ်လုံးဝတင်ခွင့်မပေးဘူးအဲ့ဒါမှပေးတာကဘာလို့လဲဆိုတော့ KNU ပဲ ဒါအဲ့ဒီရွှေကုတ်ကိုရွှေကုတ်ကမှကြားဖြန်းရှိတယ်မောင်ချစ်သူရှိတယ်။နောက်မောင်ချစ်သူကဘယ်သူမှမတိုက်ရဲဘူး။သူတို့ KNU တောင်မှမတိုက်ရဲရတဲ့ဟာကိုဘိုးအစိုးရတို့တိုက်ဖို့လုပ်တယ်။နော်ခွင့်ပြုမလို့လို့နဲ့နောက်ဆုံးကြတော့သူတို့ကိုကြောင်ပိတ်ပြီးရိုက်လိုက်တာနော်။အတော့ကုန်အကုန်လုံးပြုတ်ခတ်သွားတယ်။မတင်မတယုံမကျန်တော့တယ်အဲ့ဒီဘိုးအစိုးရက။ဆိုတော့အဲ့ဒါကိုနေပြီးတော့ဟိုးဖက်မှတွေ့ဖက်မှပတ်ထုတ်လိုက်တယ်။နော်ပတ်ထုတ်လိုက်တယ်ဘိုးအစိုးရတို့ကိုအဲ့လိုမျိုးလုပ်တယ်။ဆိုတော့အဲ့ဒီရွှေကုတ်ကမကြအောင်ရွှေကုတ်ကရဲ့အဓိကအခုဒီတိုက်ဖို့တယ်မအောင်မြင်ချင်းရဲ့အဓိကကတော့အဲ့ဒီမှာ BGF နော်။ ် BGF တွေရှုပ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်တယ်ဆိုတော့ BGF ကိုသူတို့တိုက်လို့မနိုင်ဘူးလားဆိုတော့နိုင်တာပေါ့နော်ဘော SA ဝတော်မတိုက်လို့နိုင်တာပဲဘော SA တော်မသူတို့ကိုဖြုတ်ဖို့အတွက်တတိရှိတာပဲဟုတ်လားဆိုတော့သူတို့ဖြုတ်ဖို့တတိရှိတဲ့လူကိုတော်မခွင့်မပြုဘူးလေနောက်ခွင့်မပြုဘူးဒါကိုချစ်ချင်အောင်ပြတစ်ခက်လှုပ်ရှားတယ်လေလှုပ်ရှားတယ်ဆိုတော့အခု wall review ဟာတစ်ခုပဲကြံတော့တယ်နော် wall review ဟာတစ်ခုပဲကြံနေတဲ့ဟာကိုတကယ်တိုက်လို့ရှိရင်တကယ်ရပြီပေါ့ နော်အခုကအကုန်လုံးသူတို့လက်လွတ်လိုက်တာပရို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 ဆိုတော့အကုန်လုံးလက်လွတ်လိုက်တယ်အခုလက်ကကော်တို့ဘာတို့ညာတို့အဲ့ဒီတင်ခဲညီနောင်တို့အကုန်ကြတာအကုန်ကြတာနော်အကုန်ပြန်ပေးလိုက်တာလက်ခတ်တောင်းတို့ဘာတို့အရင်တော့တိုက်ခဲ့တဲ့ဟာတွေကြီးကြီးတိုက်ခဲ့ရတဲ့ဟာတွေအကုန်လုံးပြန်ပြီးတော့လက်လွတ်တဲ့ခါကျတော့လွယ်လွယ်လေးနဲ့သူတို့လက်လွတ်တလို့ပဲတတော်ကိုမြန်ဆန်တော့တယ်ဒါကိုကြည့်ချင်အပြင်ဒါတော့မမှန်ဘူးမူးမမှန်ဘူးအဲ့ဒီပြေတော့တော်လန်ရဲ့တတိမမှန်ဘူးဆိုတာကျွန်တော်တို့တိတာကြီးပဲတိတာကြီးပဲအားလုံးသိတယ်နော်အဲ့ဒီ ဘာမှမကျင်းနဲ့ဘာမှမကျင်းနဲ့အဲ့ဒီမောင်ချစ်သူကိုနော်လုတ်ဖို့နော်ဒီဘိုအစီဝါလုတ်တာကိုနော်လုံးဝလက်မခံတာကိုချိန်လိုက်နော်အဲ့ဒါဘာဖြစ်လို့လက်မခံတာလဲဒါအကြောင်းပြချက်သူတို့ကနော်အဲ့ဒီမှာအင်းအချက်ချင်းမတိုက်ရဘူးတိုက်ရတယ်လို့ရှိပြန်တော့လေသူတို့ခွင့်မပြုဘူးနော်ဆိုတော့ဟုတ်ကဲ့မပါနေတယ်မြောက်ပြည်တင်းလို့ရတယ်မသိမ့်ဘူးအခုဒီလိုဖြစ်တယ်ဆိုတော့အတားတွေကတော့တကယ်သူတို့ရဲ့လုတ်ဆက်ခင်းတာကိုတကယ်ပေါ်လွင်စေတယ်ခံပေါ်လွင်စေတယ်နဘူးနဲ့ကော့ကရီလမ်းပိုက်ကိုလည်း အဲ့ဒီ PG app ရဲ့ဘူပြီးတော့ရဲ့နော်သူတို့ပူပေါင်းပြီးတော့အဲ့လိုမျိုး lamp ဖွင့်ပြတဲ့ကိုညီနဲ့သူတို့အကုန်လုံးထိန်းချုပ်လိုက်ပြီဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပြရတော့ငါအရင်ကတင်ခဲ့တဲ့စခန်းကိုအကုန်လုံးသူတို့ပေးတော့မယ်ဒါပြီးလို့ရှိရင်အဲ့ဒါစတိုက်လို့လည်းသူတို့ဟာစတိုက်လို့ရပြ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  okay ဒီလောက်ဆိုရင်တော့ကုန်တော့မယ်မဟာလကဘာမှလှုပ်လို့မရတော့ဘူးဆိုလို့ရှိရင်အဲ့ဒါ lamp ဖွင့်ပြတော့မယ်ဒါအဲ့လိုမျိုးသူတို့ရဲ့လှုပ်ဆက်ကအဲ့လိုမျိုးနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ခုနကအရှိကကျွန်တော်ပြောတဲ့ဟာပဲတရုတ်နော်တရုတ်ဟာဆိုလို့ရှိရင်မြေရှား မြန်မာနိုင်ငံကရတဲ့မီရှားတွေကိုနော်တရုတ်မှာတန်းစင်တယ်နှစ်တန်းစင်ပြီးတော့တခါနိုင်ငံတကာကိုဖြန့်ဖြူးတယ်အခုကတော့အဲ့ဒီမီရှားတပ်တုပ်ကိုနေပြီးတော့အကုန်လုံးတရုတ်က ထိန်ချုပ်လိုက်တယ်เนาะတော်တော်ကိုတင်းချက်လိုက်တယ်တင်းချက်လိုက်တဲ့ခါကျတော့ဒီနိုင်ငံတကာမှာပို့မဲ့เนาะကမ္ဘာဝန်းမှာဆိုလို့ရှိရင်အခုမီရှာကတော်တော်ပြက်လက်နေတယ်เนาะအဲ့ဒါတရုတ်ကြောင့်ဖြစ်တယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့အခု G7 ကျော် EU ဥရောပပါတယ်တရုတ်ပါတယ်အခုဂျပန်တို့ပါတော့ပေါ့ဒီ G7 G7 ဆိုတာအခုခုနှစ်နိုင်ငံเนาะခုနကကိစ္စပေါ်ရဲ့ထိပ်သီးခုနှစ်နိုင်ငံနေပြီးတော့တရုတ်ကိုပြစ်ဒဏ်ပေးဖို့အတွက်เนาะတရုတ်ကိုပြန်ပြီးတော့တုံ့ပြန်နိုင်ဖို့အတွက် DG7 နိုင်ငံခုနှစ်နိုင်ငံဟာဆိုလို့ရှိရင်တို့ဆွေးနွေးကြနေပြီเนาะဆွေးနွေးကြနေပြီဘာအဓိကတော့ ပြမတော့ပါလေဆိုတော့အဒီမီရှာတက်တူကိုတရုတ်ကထိန်းချုပ်ထားတယ်အဲ့ဒီထိန်းချုပ်မှုကိုသူတို့ဒီခုနှစ်နိုင်ငံကနေပြီးတော့ပြင်းပြင်းထန်ထန်ပုံပြပေါက်တဲ့သူတို့စီစဉ်နေတယ်ဆိုတဲ့တဲ့င်းကိုဒီနေ့ကြားရတယ်နော်ကြားရတယ်အဲ့ဒါလည်းတဲ့င်းကောင်းပဲလက်စီကပါလာပြီဆိုလို့ရှိရင်တော့တော်တော်ကိုချီလောက်ကောင်းမြတ်ဟာဖြစ်တယ်အဲ့ဒါကြောင့်ဒေါ်နယ်ထရန့်ကလည်းပြောတယ်လေဒေါ်နယ်ထရန့်ကပြောတယ်အခုတရားထိစီကျက်မယ်ဆိုပြီးတော့အဲ့ဒီပြတော့တိုးကောင်းမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကြောင့်လည်းတရုတ်ကလည်းမင်းတို့အဲ့လိုလုပ်တယ်ဆိုရင်ငါတို့မီရှော့ကိုတကယ်ထိန်းချုပ်ထားတယ်နော်ကန့်သက်ထားတယ်အဲ့လိုမျိုးလုပ်တယ်ဆိုတော့ ဒါဒီခုနနိုင်ငံနဲ့ဒီတနိုင်ငံနဲ့ဆိုလို့ရှိရင်အခြေအခြေတဲမှာမှုတွေဖြစ်နေတယ်အခုသူတို့ဆုံးဖြတ်ဖို့ကြိုးစားနေပြီဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့ဒီနေ့အော်တိုဘာလ15ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါကိုနေပေးချပါပဲကျွန်တော်ဒီ